phonics training zoom ဖြစ်စေ video class ဖြစ်စေသင်တန်းတက်တော်လဲတက်မလာတဲ့လူတချို့ရှိပါတယ်ဘယ်လိုမျိုးလူတွေလဲဆိုတာလေးပြပြမှာဖြစ်ပါတယ်เนาะအဲ့ဒါတင် जा သူဆီမှာကတင် जा လာမကောင်းတင် जा ပြတ်တာမကောင်းဘူးလားဆိုပြီးစိတ်ထဲမှာတွေးနေနေမှာမဟုတ်ပါဘူးဘယ်လူစီမှာတက်တက်ပါဘလောက်ပဲအဲထူးကျွန်းတဲ့သူစီမှာတက်တက်ကျမတို့မှာလိုရမယ့်အချက်နှစ်ချက်ရှိပါတယ်အဲ့ဒီလိုမျိုးတင်တန်းတက်တော်လဲမတက်မတက်ဘူးမဖြစ်ရလေလိုရမယ့်အချက်နှစ်ချက်ရှိပါတယ်ပထမဆုံးတစ်ချက်ကတင်တန်းကိုမှန်မှန်တက်ဖို့ဖြစ်ပါတယ် ပြီးရင်တင်တဲ့ထားပါတော့ဗီဒီယိုလေးဆန်ကလပ်ဖြစ်တဲ့ဆိုလို့ရှိရင်လည်းရက်တူတူနဲ့မြန်မြန်လေ့လာနိုင်အောင်ကိုကိုကိုတိုက်ကက်ချဖို့ဖြစ်ပါတယ်ဗီဒီယိုအစအဆုံးကရှည်ခဲ့တဲ့ဆိုရင်လေ့လာစရာအပိုင်းနှစ်ပိုင်းရှိရဆိုပထမတစ်ပိုင်းကိုအပီးသက်တိဝတိရမယ် must know ဆိုတဲ့ပိုင်းကိုအရင်ဆုံးလေ့လာရမှာဖြစ်ပါတယ်ဗီဒီယိုကလပ်ကိုရင်ဦးစားပြီးပြောလိုက်မယ်ဒါမှသာလျှင်ကျမတို့ရှေ့ဆက်သွားမယ်နောက်ထပ်လာမယ် အဲစာတင်မဲ့စာအုပ်တွေကိုကျွန်တော်တို့တင်တဲ့ပို့အတွက်အလွယ်ကူဆုံးမျိုးလုံးနဲ့ညီအောင်ပြောမယ်ဆိုရင် Jolly ကိုတင်မယ်ဆိုရင် Jolly မှာပါတဲ့52တန်အကုန်လုံးကိုတိပို့ဖို့ကျွန်တော်တို့အရင်လုပ်ရမယ်။အဲ့ဒီ52တန်တိသွားရင် Oxophonic ဆိုရင်သူ့ရဲ့စာအုပ်လိုက်သွားမယ်ဆိုရင်2နဲ့3ကိုကျွန်တော်တို့တင်တဲ့သွားပြီ။3မှာအတန်အ3မှာ Magic E အခန်းတွေကိုခြံထားခဲ့ပြီးတော့ Long Bar A ဆိုတဲ့အတန်တွေကိုကျွန်တော်တို့တင်လို့ဒီအခန်းတွေကိုတင်လို့ရပါပြီ။နော်။ဒါဆိုရင် အဲ့တော့ဒါဆိုရင် the four မှာရောတင်လို့မရအောင်နော်4လည်းရပြီတချို့တွေပဲရမယ်5လည်းတချို့တွေရမယ်အဲ့ဒါကြောင့်အကုန်လုံး1 to 5အကုန်လုံးကိုတင်နိုင်ဖို့နောက်ထပ်တစင်းထက်လေးလာမယ်ကျွန်တော်တို့အစင်းစင်းအဲ့ဒါလိုလေ့လာမှစာကလေ့လာရတာလွယ်ကူပါတယ်အဲ့ဒါကျွန်မလေ့လာခဲ့တဲ့အလွယ်ကူဆုံးသောနည်းကိုကျွန်မရှင်းပြတာပါနောက်ထပ်လည်း IBA ကိုလေ့လာတဲ့အခါကျွန်မ IBA ကိုလည်းလေ့လာနေပါတယ် IBA ကိုလည်းသူများတွေရှင်းပြတဲ့ပုံစံတူမှာမဟုတ်ဘူးမျိုးလုံးထဲမှာ phonics နဲ့တွဲပြီးတော့ကွက်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 တိတောက်အောင်ကျွန်မလေ့လာနေတယ်မပြီးသေးလို့ကျွန်မမချပြသေးတာဖြစ်ပါတယ်ရှင့် ဒါမျိုးလေးလာတယ်လေးလာနေကဟိုဘယ်လိုပြောမလဲကျမရဲ့ self study အာတန်နဲ့အပိုင်းလေးနေပေါ့နော်ကျမလေးလာတာဖြစ်ပါတယ်ဘယ်သူစီမှာမှအဲ့ဒီဟာသင်တန်းတထားတာမျိုးမရှိဘူး Google မှာလေးလာတယ် YouTube မှာလေးလာတယ်အဲ့ဒီ native speaker တွေပြတယ် native teacher တွေပြတဲ့အရာကိုကောင်းလို့ရလေးကိုကြည့်ထားပြီးတော့ကိုနီကိုဟန်နဲ့ကိုပြန်စီစဉ်လိုက်တာဖြစ်ပါတယ်ရှင်ဒါမျိုးလေးအဲ့ဒီလိုမျိုးကျမတို့ကမှန်မှန်လေးလာပြီးတော့အခုနပြောတဲ့၄၀နာရီအပိုင်းကိုအရင်ဆုံးအပိုင်းလေးခွဲပြီးလေးလာမှချက်ထွညံလေးလွှာပြီးသုံးပြီးလေးလာပါမှဗီဒီယို class မှာလည်းထိထိရောက်နေကိုတက်မှာဖြစ်ပါတယ်လူတိုင်းလူတိုင်းကတလားဆိုတဲ့ခရီးရှည်ယူဘယ်သူမှမသွားချင်ဘူးဒါရ diet plan ကို၃လစားမယ်ဘူးကမစားနိုင်ဘူးပတ်စံပေးခံပြီးစတော့ diet plan တို့ကျမတို့ပတ်စံနေအများကြီးခံပြီးဝယ်ထားတာပဲနောက်ပိုင်းမစားနိုင်အဲဘာကြောင့်လဲဆိုတော့ကျမတို့ကရက်ရှိရှိရှိရက်ရှိရှိဘူးကမလုပ်ချင်လို့ဖြစ်ပါတယ်အဲ့ဒါလိုတိုင်းပဲကျမလည်းအတိုင်းပဲအဲ့တော့ကျမတို့ဘာလို့ရမှာလဲလိုရမယ့်အချက်ကမြန်မြန်ဆန်ဆန်လေ့လာနိုင်ဖို့အတွက်ရက်တူတူနဲ့ short point ကိုလေ့လာနိုင်အောင် target ချမယ်အဲ့ဒီရဲ့မှာပြီးလေ့လာမယ်လေ့လာပြီးရင်အပိုင်းအနည်းအနေနဲ့ဘာလို့ရမှာလဲ zoom လဲအဲ့ဒီတိုင်းပဲเนาะ zoom ခုနှစ်ရက်တင်တဲ့ဖြစ်ရင်ဖြစ်မယ်ကိုယ့်ရဲ့တင်တဲ့ရှိရင်ရှိမယ်ဆယ်ရက်တင်တဲ့ရှိရင်ရှိမယ် zoom နေပေါ့เนาะအဲ့ဒါထားပါတော့ရှင့်ဘယ်လို CRM တွေမျိုးမျိုးရှိကြတာဟုတ်အဲ့တော့ခုနှစ်ရက်တင်တဲ့တက်တက်တက်မှန်ဆိုရင်လဲအဲ့ဒီ zoom ကိုမှန်မှန်တက်ရမယ်เนาะပြတရတရလုံးလို့မရအောင် record ပေးတာပဲလေအဲ့ record ကပြီးမှကြည့်မယ်ဆိုရင်နောက်ဆိုတာနောက်မှာပဲနေတာပါရှေ့ကိုရောက်မလာအောင်နာမည်အတိုင်းပဲနောက်ကနောက်ပါပဲရှိတယ်ဒါကြောင့်ကျွန်တော်တို့တက်လာမှာမဟုတ်ဘူး okay ဒါဆိုလို့ရှိရင်အဲ့ဒီလိုမျိုးတတိယ က်တက်လုံးလုံးမရသလိုကိုယ့်ရဲ့ main point ကိုထုတ်ပြီးတော့ရက်တူတူနဲ့လေ့လာဖို့ကိုကျွန်တော်တို့အားမထုတ်လို့မရဘူးကျွန်တော်တို့အုံနောက်ကကြီးနေဖြစ်တယ်ကိုယ့်ရဲ့ English level လိုက်ရက်ကတူတဲ့တူနိုင်တယ်များတူသွားနိုင်တယ်သူများ၁၀ရက်လေ့လာလို့ရတယ်သူများ9ရက်ဆိုကိုယ့်ခလက်ကြိုင် English စာမေးချာနဲ့ပြီးထားတယ်နော် English စာလည်းအများကြီး level နဲ့မြင့်နေလက်ရှိလည်း English speaking နေလည်း fluency နဲ့ computer phonics ရဲ့ fluency ချက်ကလေးပဲသိသိကျင်တဲ့သူတွေနေဆိုရင်သင်တန်းတဲ့တန်းနဲ့ပုံဖွာဆိုတန်းပွင့်သွားပြီးတော့ခဏလေးနဲ့ရသွားတဲ့သူတွေလည်းရှိနိုင်တယ် အဲ့တော့ကိုယ့်ရဲ့ English level လိုက်ရက်က10ရက်12ရက်9ရက်8ရက်ကွာသွားနိုင်တယ်အဲ့ဒါတော့ပြောလို့အတိအကျမရဘူးဟုတ်ပြီ။ဒါဆိုရင်ကျမကဘယ်လောက်လေးလာခဲ့တယ်လဲဆိုကျမ phonics လေးလာခဲ့တာ9ရက်တော့မကြာဘူးတန်းတက်တယ်။အဲပြီးတော့ကိုယ်ကလေးကိုတန်းသင်ပေးတယ်။အဲဒုတိယပိုင်းလာပြီ။တက်ပြီးသွားရတယ်တက်သည့်ပညာမလေးလာဘာဖြစ်လဲ comment လေးမှာမှတ်ခဲ့ပေးကတိပညာမလေးလားအဲမကြမရှိပြောက်တတ်ဒီအဲ့ဒါလုံးဝအမှန်ဆုံးသောသွေးတော်မှန်တဲ့စကားဖြစ်တယ်ကျွန်တော်တို့ပညာတစ်ခုလေ့လာပြီးဘယ်ဟာပဲလေ့လာလေ့လာတစ်ဖက်ကလေ့လာမယ်တစ်ဖက်ကပြန်ထုတ်ရမယ်သင်တန်းမှာเนาะသင်နည်းလေးတွေကျွန်တော်တို့သင်ပေးလိုက်တယ်ပညာရေးကိုယ်လေးကကျွန်တော်တို့သင်ပေးတယ်တန်းပြဆင်းတဲ့အခါအစိမ်းတက်ချင်းလေဘလို့တင်းမမှန်လည်းမသိဘူးအဲဘလို့ကနေကျမတို့တက်သွားတယ်ဆိုတော့ကလေးတွေကိုလက်တွေ့တင်နေတက်လာတယ်အဲ့ဒီလိုပဲကျမတို့မှာ phonics ကိုသင်တန်းတက်ပြီးတော့မထိရောက်ဘူးမဖြစ်ရတယ်အောင်ဘာလို့ရမှာလဲဆိုတော့ တစ်ဖက်ကအကုန်လုံးကိုရဲ့ဒူဒူနဲ့လေ့လာမယ်အစင်တအပိုင်းတွေအနေနဲ့အပိုင်းနှစ်ကကိုမတမ်းပြဆင်းမဲ့တပည့်ကိုသားဖြစ်နိုင်တယ်ကိုသမီးဖြစ်နိုင်တယ်ကိုတူမကိုတူကိုရဲ့ဘေးနားမှာရှိတဲ့ကလေးလေးဖြစ်နိုင်တယ်သူ့ကိုကျွန်မလက်တွေ့သင်ပေးရမှာဖြစ်ပါတယ်နော်အဲ့လိုလက်တွေ့သင်တဲ့အခါမှာဒီဘက်ကတိထားတဲ့အရာကိုဒီဘက်ကပြန်ထုတ်မယ်ဒါဆိုရင်နော်ကိုကို၌ကကလေးလက်တွေ့လည်းသင်ပေးလည်းဖြစ်သွားတဲ့အတွက်ကိုရဲ့နောက်ထပ်ပွဲမဝင်ခင်ဘာစကားပုံရှိလဲပြင်ရချင်းပါအဲပွဲဝင်တဲ့အခါမှာကိုတဲ့ confidence ရှိဖြစ်သွားတော့မယ်ကျွန်မဆိုရင် ဖုန်းလေးစလိုက်လာခဲ့တော့ကเนาะဘယ်ဟာကိုဘလို့အရင်သိရမယ်ဘယ်ဟာကိုနောက်မှသိရမယ်ဆိုတဲ့ strategy ကိုလည်းကျွန်မမသိဘူးကိုကလေးကိုတင်တော့အတန်နေရှေ့ရောက်နေရရှိတယ်စလုံးတန်နေကိုနှလုံးတန်နေကိုဟိုအရင်ဘယ်ဟာတင်လို့တင်မှလည်းမသိဘူးနောက်ပိုင်းကျမှအဲအလုပ်ကိုလုပ်ကတင်နေကလေးကျမတာကြီးကိုတင်နေတဲ့သိရတဲ့အချက်တွေကိုကျွန်မချရေးပြီးရေးထိုင်နေအပတ်စဉ်တစ်ပတ်စဉ်မှဒီလိုတင်ကြည့်တယ်နောက်တစ်ပတ်စဉ်မှဒီလိုအတန်လေးတင်ကြည့်ပြီးလို့ရှိရင်လည်းဘယ်တော့မှအားမနေဘူးအားအားရှိလဲ phoenix မနေ့မိုးလေးမိုးချုပ်အဲရတယ် phoenix ရယ်ဆိုရင် phoenix ကိုပဲစောက်တဲ့မျက်နှာမခွာလားမဟုတ်ဘူးအိမ်လို့ဒီလည်းအကုန်လို့ဒီရဲ့အိမ်မှာကိုတယောက်တည်းပဲ အိမ်လုံးလဲကိုပဲเนาะအမျိုးသားနဲ့ကိုနဲ့နှစ်ယောက်ပဲအဲ့လိုလုံရင်းလုံရင်းနဲ့ပဲကိုရဲ့အားလက်ချိန်တွေမှာဖုန်းသုံးမဲ့အချိန်တွေတခြားအရေးမြတ်အဖက်မြတ်အရာတွေကြည့်နေမဲ့အချိန်လေးတွေကိုရှော့ပြီးတော့ကြည့်တယ်ပြီးရင်အနားယူမဲ့အချိန်တွေဆိုရင်မူဗီကြည့်တယ်ဒါမျိုးလေးတွေနဲ့ကိုနေတာဖြစ်တယ်အတွက်ကိုရဲ့ တနေ့နေ့စဉ်ပေါ်ဖြတ်တန်းတဲ့အချိန်မှာဒီပညာနဲ့ပဲကိုကအမြဲတမ်းအချိန်ပေးပြီးတော့เนาะတခြားသောအရာတွေနဲ့စိတ်အပန်းဖြေစီအပျော်ရင်တော့ကိုကျွန်တော်တို့တိတ်မလှိုက်ဘူးဆိုရင်ဒီရဲ့ကြိုးစားမှုခံစားမှုအသိပွင့်ကကျွန်တော်တို့စီကို6လတနေ့မကြာဘူးရောင်လေးတွေအများကြီးရောက်လာပါလိမ့်မယ်ဒီလမ်းကြောင်းကိုဘာလို့ပြောပြရလဲကျွန်မကိုယ်တိုင်ရှောက်ခဲ့တဲ့လမ်းကြောင်းမလို့ပြောပြရခြင်းဖြစ်ပါတယ်ဒါဆိုရင် phoenix လေးလာတဲ့အခါမှာဘယ်တင်နမ်းမတက်တဲ့ဘသူစီပဲတက်တဲ့မထီရောက်ဘူးလို့ဖြစ်ဘာကြောင့်ဖြစ်တာလဲဆိုတာလေးကိုမြင်မယ်ထင်ပါတယ်အဲ့တော့ zoom class တက်တဲ့ video lesson class တက်တဲ့တက်မြောက်တာခြင်းကအတူတူပဲ ယ်ဘာပဲကွာသွားလဲကျွန်မစောစောနားပြောတယ်ထဲရမယ်စိတ်ထားနဲ့လုပ်ရမယ်လုပ်ငန်းလေးတွေကဟမ်တော့စားလဲဒီစိတ်သွားလဲဒီစိတ်ကလေးဖြစ်နေမယ်ဆိုလို့ရှိရင်ကိုသွားတဲ့လမ်းကြောင်းကမကြောက်ဘူးခကြီးလေးရောက်ပါလိမ့်မယ်လို့မျှဝေရင်းနဲ့ကျွန်မရဲ့ Zoom training တက်တဲ့သူတွေဒီဗီဒီယိုလေးတွေ့ခဲ့တယ်ဆိုလို့ရှိရင်လည်းမကြာခင်ဆက်ရှိရနေဖွင့်မယ် Zoom training class လေးကိုတက်တဲ့သူတွေဆိုလည်းဒီဗီဒီယိုလေးတွေ့ခဲ့တယ်ဆိုရင်အခုနာပြပြတဲ့ချက်တွေကိုမလုံးမိစေဖို့သတိပြုပေးပါ ဗီဒီယိုလေး sentence ကိုအထားတဲ့ teacher တွေเนาะပြီးရင်မေမေတွေဆိုလို့ရှိရင်လည်းအခုပြပြတဲ့ချက်တွေကိုရှောင်ဖယ်ပြီးတော့သူเนี่ยစန့်ကျင်ပဲချက်တွေကိုလုပ်ရင်ကိုကလေးလေးကို phonics ပြန်သင်ရင်းနဲ့ကိုကိုရန်တက်မြောက်ပြီးတော့ကိုရဲ့ career လမ်းကြောင်းပေါ်ကိုရှောင်လန်းနိုင်ကြပါစေလို့မြတ်တာကိုဆုတောင်းပေးပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်